အဘဲတန်းမှာဒီလူတက်တဲ့အမှုကအခုဖမ်းမိသွားပြီပေါ့နော်ဖမ်းမိသွားပြီဆိုခေါင်းနေတောင်ကြိုက်တယ်အဲ့ရယူနားထောင်ပြီးတော့သွားပြီးတော့ဘလိုပုံစံလဲဆိုတော့ဒီအဲ့တည်တဲ့ကောင်မလေးကဘကိုးတိုင်းနတ်တလင်းရတဲ့စုမြန်ဝင်းပေါ့အတက်က20နှစ်မှ3နှစ်တဲ့အာသူကတော့တကယ်ကွာ mm တကယ်ကိုမအဲ့ Telegram channel တစ်ခုကနေပြီးတော့ကောင်လေးရကောင်လေးရအဲ့တာဂီတာအောင်ခန့်ကျော်ဆိုတဲ့အဲ့16နှစ်ကောင်လေးရ Telegram Telegram channel ကနေသူတို့သူတို့ပျော်ပါဖို့အတွက်ကွာဒီရမလားအဲ့အဲ့ကောင်မလေးကိုခေါ်ပြီးတော့ mm ဟိုဖြစ်တာပေါ့ခေါ်ပြီးပျော်ပါတာပေါ့နော်အဲ့ချိန်မှာဘလို့ဖြစ်တုံးဆိုတော့အဲ့ကောင်ကအဲ့တက်လိုက်တဲ့ကောင်က16နှစ်အောင်ခန့်ကျော်စင်ဆိုတဲ့ကောင်လေးက16နှစ်ကိုမှသူက online game တွေအများကြီးဆော့ပြီးတော့လူတက်ကားတွေပေါ့ အဲ့ဒါတွေကိုအများကြီးကြည့်တဲ့ကလေးကြာအရင်တခါပြောဘူးသလိုမျိုးပဲကလေးရဒီလေကျွန်တော်ရဲ့ဒီအင်တာနက်အမှောင်ဘက် အချမ်းကအင်တာနက်မှာမှအမှောင်ဘက်ချမ်းကရှိရဲ့အဲ့ဒီဟာဒီမှာဇာတိလူတတတို့တနတ်ဝေတာဘာညာတရာကအဲ့ဒါတွေနဲ့ဆက်ဆက်ချင်းဆက်ဆက်မှာပေါ့နော်ဒါပေမဲ့အခုကတော့သူကအခုဖြစ်စင်မှာကြတော့ကောင်းကြီးကအဲ့အောင်ခန့်ကျော်စင်ဆိုတဲ့ကောင်းကြီးကကမလေးကိုခေါ်ပြီးပြောပါဖို့အတွက်ခေါ်ခဲ့တာနောက်ပြီးတော့အဲ့ချိန်မှာသူကကမလေးအဲ့ စုမြင့်ဝင်နေတွေ့တဲ့အချိန်မှာသူကသူ့မှာပါတဲ့စတီဒါနှစ်ချောင်းနဲ့ထိုးလိုက်တယ်ထိုးလိုက်တဲ့အချိန်မှာကောင်မလေးကတည်သွားတယ်တည်သွားတဲ့အချိန်မှာသူကဝဲဘက်ကပေါင်ရဲ့အသားတွေကိုထုတ်တာသူကအဲ့လိုဇလန်းနေရတိုင်းအကုန်လုံးကိုလုတ်ခဲတာအားလုံးကိုဖြတ်တယ်ခုတ်တယ်အတွင်းကလီစာတွေကိုထုတ်တယ်အတွင်းကလီစာတွေကိုတတ်တတ်ထားတယ်နောက်တစ်ခုကကျတော့အဲ့ဝဲဘက်ကပေါင်ရဲ့အသားတွေကိုအကုန်လုံးကိုဖြန့်တာတခန်းလုံးမှာဖြန့်တာ ထန်လာပြီးရင်ချိန်ကြတော့သူသွေးရလည်းအများကြီးပြည့်ကျန်နေရပေါ့အဲ့ချိန်မှာမှဘယ်လိုလဲဆိုသူ့ရဲ့ရည်စား၁၈နှစ်ပဲဘယ်ဟာလဲဆိုတော့ဒီအင်မွန်အောင်ဆိုပြီးတော့ကွာဒီလားရွှေကုန်တိုင်းမှာနေတာသူကအဲ့ကောင်မလေးကိုခေါ်ပြီးတော့အဲ့ကောင်မလေးကကျတော့အဲ့သွေးတွေကိုရှင်းပေးခဲ့တာပေါ့နော်အဲ့လိုဆိုကောင်မလေးကလည်းအလိုလိုလိုပါဖြစ်သွားတာပေါ့နော်အဲ့လိုဆိုတော့သူတို့ကဒီနေ့ကျတော့ဖမ်းမိတယ်ပေါ့သူတို့ဖြစ်တာတော့ဒီ9ရက်နေ့အောက်တိုဘာ9ရက်နေ့တော့အဲ့ဖြစ်စဉ်ကတော့သူတို့စပြီးဖြစ်တာပေါ့နော် ဟိုဆိုတာဟာလေဗာလဲဆိုအဲ့ကလေးလေးဒီလိုမျိုးလောက်ရကုန်ဟိုတယ်အနေနဲ့ကလည်းမတည်ဘူးကွာပြီးတော့ပြောချင်တာအဲ့ကျမတို့ဒီအထက်ဘလောက်ဆိုတာဒီဒီကျမတို့ဘလောက်ပဲပေါ့အဲ့အထက်ဘလောက်မှာကဒီ32လမ်းအထက်ဘလောက်မှာစာအုပ်ဆိုင်ကြီးများကြီးပဲတိလာအဲ့ရလေလူပြတ်တဲ့နေရာတော့မဟုတ်ဘူးကွာတိလာအဲ့ခါကျတော့ဟိုတယ်အနေနဲ့လည်းလိုအပ်ချက်တွေရှိတယ်ပေါ့နော်ဒီလိုဒီလိုမျိုးဖြစ်တယ်ဆိုတော့ကောင်မလေးအနေနဲ့လည်းပတ်ဆက်ရရင်ပြီးရောဆိုပြီးတော့လေဟိုဘယ်သူမှမသိဘဝမှမသိမသွားတာတော့အကောင်းဆုံးပဲလို့ထင်တာပဲပေါ့နော် အဲ့လိုမျိုးအခုဖြစ်စင်မှာတော့အဲ့လိုမကြောင်းဝင်မနာတာအဲ့လိုဖြစ်တယ်အဲကောင်လေးရောကောင်မလေးရောအသက်18နှစ်ပြီးသွားတဲ့ကောင်လေးက23နှစ်ပြီးသွားတဲ့ကောင်မလေးက23နှစ်ပဲရှိသေးတယ်ဟိုစိုက်ကိုဆန်းဆန်းကိုပဲတတ်ထားတာပေါ့နော်အဲ့လိုမျိုးဆိုစိတ်လည်းမကောင်းကောင်မလေးတော့ပေါ့နော်ဟိုတယ်မှာตัดไล่เถอะอังคันจอซินโนเยนอกเสร็จด้วยอ่ะจ้ะတော့ဒီอังคันจอซินကိုအလောင်းကူဖြောက်ပေးတယ်အင်မွန်အောင်ရဲ့အဖေကစင်မြောင်းကဒုညုံမှု ပြီးတော့ဒီတက်တာကအောင်ခန့်ကျော်စင်ရဲ့အာဒီနေ့ထပ်တည်ရတဲ့ဟာကြဘလို့လဲဆိုတော့သူက city map မှာဓာတ်နှချောင်းနဲ့ဒီကြွေစည်းကို3000မိုးအရင်ဝယ်တယ်ဝယ်ပြီးခင်မှာအဲ့ဒီဒိတ်ခဲကောင်းပါလေ ကိုခေါ်မဲ့ Telegram channel မှာသွားပြောတယ်။သွားပြောပြီးတော့ဒီတသိန်းခွဲနဲ့ဈေးတည့်သွားတယ်ပေါ့နော်။အဲဒီမှာသူကကြိုပြီး9000လွှဲတယ်။ဒီကောင်မလေးလာမှတသိန်းပေးမယ်လို့ပြောပြီးကြိုတင်တိတိချာချာကြိုတင်ကြံစီပြီးမှကောင်မလေးရရောက်လာမှတော့ကလိုက်တာပေါ့နော်။အဲ့လိုဆိုကြိုတင်ကြံစီပြီးတော့တော့ကလိုက်တယ်ပေါ့နော်။ပြီးတော့သူ့ရဲ့အရင်ရေးစာဟောင်းပြောထားရင်လည်းရှိရဲ့သူကနှစ်ကိုကလေးက လက်ပါချေပါရီရှိရဆိုတာမပြောထားတာရှိခွားအကောင်မလေးတယောက်လည်းတည်ရမှာအဲ့လို့ဆိုဒါကကြတော့အခုတည်ရတဲ့သူ့ရဲ့နောက်ဆက်တွဲဘာဆက်ဖြစ်မလဲဆိုတာတော့မသိသေးဘူးပေါ့နော်ဒါကတော့အခုကတော့တည်ရတယ်သူတို့စစ်စစ်မြင်မြင်ပြီးတော့တည်ရတဲ့လောက်ကတော့ဒီနေ့ကတော့ဒါနောက်ဆက်တွဲပေါ့နော် ဒီနေ့ကသတင်းကြလာပြီနေပေါ့နော်ဒါပေမဲ့ဒီနေ့ဘာဖြစ်တော့ဆိုတော့ကျမရဲ့ကျမအိမ်နဲ့အလံမဝေးတဲ့နေရာမှာဒီနေ့လူတက်မှုဖြစ်တယ်ပေါ့လူတက်မှုကဘာဖြစ်တာလဲဆိုတော့အပိုင်း၃ပိုင်းနဲ့အပိုင်း၃ပိုင်းပိုင်းပြီးတော့ကိုပဲရဲရဲဆက်ဆက်တက်ခင်ရတာအစင်းရကြတော့အခုအဘေးတန်းပေါ့အဘေးတန်းကိုဘဘေးတန်းတိတိကျကျဆိုရင်၃၂နဲ့အထက်ဘလောက် beauty lamp ဆိုရဲဟိုတယ်တစ်ခုမှာပါကမာလီတယောက်24နှစ်ပဲရှိတယ်ကမာလီတယောက်တက်ခံရတယ်အဲသူကအပိုင်းကိုတုံးပိုင်းပိုင်းနဲ့ပြည့်အချိန်မှာသူအိမ်ကြီးမှာအမိုက်ခဲ့တဲ့အိတ်အပြာရောင်နဲ့ကိုထည့်ထည့်ပြီးအချိန်မှာဒီဟိုတယ်ရဲ့နောက်ကသူတို့အခန်းရဲ့နောက်အပေါက်ကလေးအေးပိစက်ရဲ့အပေါ်မှာတင်ခဲ့တာဒါပေမဲ့သူတင်ခဲ့တဲ့အချိန်မှာဒီဒီနေ့မနက်သူကဘယ်ချိန်မှတင်ခဲ့တာလဲတော့မသိဘူးဒါပေမဲ့ဒီနေ့မနက်10နာရီလောက်ကြာပြန်မှအဲ့ဒီရဲ့ ဟုတ်တယ်ရဲ့နောက်ကတိုက်ခန်းကလူမျိုးသမီးတယောက်ကမြင်လိုက်တာလက်ကြီးကအကူကြတယ်။ဒါကလူရီတန်းလိုက်ပဲ။လက်ကြီးကအကူကြနေတော့မြင်လိုက်တယ်။မြင်လိုက်တဲ့အခါကျသူကရက်ွက်အုပ်ချုပ်ရေးမှူးသပြောသပြောပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှူးအရင်ဆုံးပြောအောင်ပါ။အဲ့ရဟိုတယ်ကတာဝန်ရှိရလို့အရင်ဆုံးသပြောသပြောရက်ွက်အုပ်ချုပ်ရေးမှူးသပြောပြီးပြည်ပဆိုင်ရာလူတွေကရောက်လာပြီးစစ်တေရှင်မှာ CCTV မှာ mm CCTV မှာကောင်းလေးရမျက်နှာတိကျအောင်မြင်ရတယ်ဒါပေမဲ့သူတို့ရဲ့မှတ်ပုံနေနေပါတယ်အတူလားအစ်လာတော့မသိပြင်မဲ့တေချာမှတ်ပုံနေနေမှာတော့ကောင်းမလေးရဲ့နေရ24နှစ်ကောင်းလေးရတော့ရန်ကုန်ကပေါ့နော်ဒါပေမဲ့ကောင်းလေးကထွက်သွားတဲ့တိုင်အောင် mm အဲ့တိုင်မဲ့ပုံမှန်အနေထားနဲ့ဒီတိုင်မဲ့အေးအေးဆေးဆေးပဲကွာထွက်သွားတာဒါပေမဲ့ကိုစဉ်းစားမိသလားပေါ့နော်သူတို့ဒေါသအလျောက်တက်တဲ့ဆိုရင်တော့ကွာပုံမှန် ပုံမှန်လောက်ပဲတော့ကတ်မှာပါတယ်မှာဒါကြီးကအပိုင်းပိုင်းတောင်ဖြတ်တယ်ဆိုတော့ကွာသူ့မှာကဟိုတယ်ကိုလာတယ်ပဲထားအောင်ကွာဟိုတယ်မှာကိုရီတဲဘူးတဲ့ဟိုတယ်လောက်ဆိုရင်အိတ်ကအဲ့လောက်ကြီးတဲ့အိတ်ကြီးရရှိစရာအကြောင်းရှိဘူးအဲ့တော့သူကအိတ်တို့တက်မဲ့ပစ္စည်းတက်မဲ့ဘောနော်သူ့တော့ကတ်မဲ့ပစ္စည်းပါ냐ကြိုတင်ပြီးတော့ယူလာလာလားဘောနော်အမေအဲကောင်မလေးကအရင်ဆုံးရှိနေတာအကောင်လေးကကောင်မလေးရှိနေပြီးခင်မှာအကောင်လေးကရောက်လာတာ ကမလေးရဲ့အခန်းကအခန်းနံပါတ်900နဲ့မှာနှစ်အဲ့လိုရောက်လာတာဆိုတော့အာဘယ်လိုလဲပေါ့နော်ဘယ်လိုလဲဆိုတော့ကိုရီတွင်းမိတဲ့လောက်တော့သူကြိုတင်ပြီးတော့ဒါတွက်ဆထားမှာပဲသူလာလို့ရမှာဟုတ်လားကြိုတင်တွက်ဆထားပြီးမှာပဲသူဒီလိုမျိုးလုပ်လို့ရမှာအဲ့တော့အပိုင်းပိုင်းဖြတ်ဖို့အတော်ကလည်းသူ့မှာကလက်နဲ့ဆိုတာခုတ်ထင်မြင်ဟာလေအပြည့်အစုံကလည်းပါလာအောင်မှာအိတ်တွေပါရဲလည်းကြိုတင်ပါလာမှာ ဲ့တကြောင်မလို့သူကငကိုကလေးရောက်ကိုပဲကိုထင်တာတော့ငကိုလေးကသူတို့သူတို့ချင်းအဆင်မပြေနေတာလို့ပဲထင်တယ်အဲ့တကြောင်မလို့ဟိုဒီဒီညိုတဲ့တောင်မှဒီလိုမျိုးဖြစ်လာပြီဆိုတော့လေကို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 ပဲကာကွယ်ရမှာပြီးတော့ဒီမိန်းကလေးအနေနဲ့လည်းအဲကိုနဲ့အရင်ကြာမြင့်နဲ့ဆက်ဆံရင်မဟုတ်ဘဲမမလိုက်တာအကောင်ဆုံးလို့ပဲထင်တယ်ဒီလား